ဒါကကျွန်တော်တို့ရှေ့ရက်ကတင်ဆက်ပေးသွားတဲ့အေဂျင့်ဂျွန်ရဲ့ဒုတိယပိုင်းလေးပဲဖြစ်ပါတယ်။ဂျွန်ကသူ့မိသားစုနဲ့တူတမန်ပွားမှာကတ်တုန်းစရာတရားအနေနဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ပြီးအင်တာဗျူးတွေမှာလည်းပါဝင်လာခဲ့ပါတယ်။ဂျွန်ကိုစီစဉ်တင်ဆက်သူကကတ်တုန်းထဲကဇက်ကောင်နဲ့အပြင်ပွားကရောအတူတူပဲလားလို့မေးတော့ဂျွန်ကဝက်ဆိုက်လေးတစ်ကောင်ကိုတော့တတ်ဖို့ကြောက်ရသူမှုကတ်တုန်းထဲကဂျွန်လိုမျိုးလုံးဝမဟုတ်ပါဘူးလို့ဖြေဆိုခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးကတစ်ကဘာလုံးမှပြန်သွားခဲ့ပြီးနောက်တော့ဂျွန်ကိုတတ်ဖို့အတွက်သူနဲ့ရင်ကတိုက်ခိုက်ရင်မျက်လုံးမျက်နှာနဲ့လက်တွေကိုဆုံးရှုံးခဲ့ရတဲ့ဗက်ရှားတရုတ်နဲ့ဂျပန်နိုင်ငံကဂိုင်းတွေအများကြီးကတောင်ကိုရီးယားတဲ့ကိုမှောင်ခိုခိုးဝင်လာကြပါဗျ။အဲ့ဒီလူတွေကိုတော့ခေါင်းဆောင်နဲ့ချော်လီတို့ကဂျွန်ကတ်တုံးဆရာဘွားနဲ့ပဲအီးစေးနေနိုင်အောင်တာဝန်ယူပြီးဖမ်းဆီးပေးခဲ့ကြပါဗျ။ အဲဒီချိန်မှာပဲဂျွန်ရဲ့မိန်းမအီမီနာကသူ့ဝါနာပါတဲ့ဗကြီးပြာခန်းတစ်ခုမှာအလုံးလုံးနေခဲ့ပြီးဖွင့်ပွဲအတွက်ဂျွန်ကကောင်းဆောင်တဲ့ချောလေးကိုဖုံးဆက်ပြီးလှမ်းဖိတ်ခဲ့ပါတယ်။ဖွင့်ပွဲနေ့မှာတော့ပြာခန်းရဲ့ဒရိုက်တာဂျွန်ဟန်အင်းနဲ့တွေ့ခဲ့ကြပြီးကောင်းဆောင်တဲ့ချောလေးတို့နှစ်ယောက်လည်းဂျွန်ဟန်အင်းရဲ့မိန်းမမာယာနဲ့အလှတရားတို့ကြားမှာနင်းမျောဆွဲလန်းခဲ့ကြပါတယ်။ဂျွန်ဟန်အင်းကလည်းသူတို့ဗကြီးပြာခန်းကိုနမကြီးဗကြီးစုဆောင်းသူပီယာဂျန်လာပြီးသူ့ရဲ့ဗကြီးတွေပြမယ်လို့ပြောရင်းပီယာဂျန်နဲ့မီနာကိုတရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲဂျွန်ကလည်းသူ့ရဲ့ကတ်တုံကိုအပိုင်းနှစ်နဲ့နဲ့ဆက်ထုတ်နေတဲ့အချိန်မှာတော့ပိတ်သက်တွေရဲ့အမြင်မှာဇလန်းကိုအရန်ကြီးချဲ့ပြီးရေးထားတာမို့မကောင်းတဲ့ comment တွေပဲရနေခဲ့ပါတယ်။အဲ့နောက်ညဘက်ရောက်တော့ဂျွန်တယောက်သူ့သမီးကိုចောင်းသားချို့ဖို့ထွက်လာတဲ့အချိန်မှာတော့သူ့သမီးကိုកောင်းလေးတယောက်နဲ့တွေးလိုက်ရတော့နောက်ကနေလိုက်ချောင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသမီးလေးစီကနေဝက်ချင်းဆိုတာကိုဝါသားနေနဲ့ပဲဆက်လုပ်တော့မယ်ဆိုတဲ့အကြောင်းနဲ့သူ့အမေကအရန်ပြင်ပန်းခဲ့ရတာမလို့ အခုသူ့အဖေကိုလည်းဘာမှမျှော်လင့်လို့မရတော့မဲ့တူတူသူကအိမ်ရဲ့အိမ်တော်ဦးစီးလုံးမှာမို့စာကိုကြိုးစားတော့မယ်ဆိုတဲ့အကြောင်းပြောနေတာကိုဂျွန်အမှတ်မထင်ကြားသွားခဲ့ပါတယ်။ညဘက်ရောက်တော့ဂျွန်လည်းမခန့်ချင်းသိမ့်နဲ့အကောင့်လုံးဆက်လန်းရေးမယ်ဆိုပြီးစဉ်းစားပေမဲ့ဘာ ID ရမှမရခဲ့ပါဘူး။နောက်နေ့မှာတော့ဂျွန်လည်းအပြင်မှာကွင်းစင်းလေးလာပြီးစိတ်ကူးနဲ့ပုံဖော်ပြီးကာတွန်းဆွဲလိုက်တော့မှပဲအိုက်ကာတွန်းကပောက်သွားခဲ့ပါတယ်။ ဒါနဲ့ဂျွန်လည်းကွန်မန့်တွေကိုဖတ်ကြည့်တော့အကုန်လုံးကအကောင့်တွေကြီးရေးထားပေမဲ့တယောက်ကတော့မိဘတွေကိုပါထည့်ပြီးဆိုးဆိုးရွားရွားမှန်ထားတာနဲ့ဂျွန်လည်းသူနဲ့တွေ့ကြတာပေါ့ဆိုပြီးအဲ့ကွန်မန့်ပေးတဲ့လူရဲ့အိမ်ကိုလိုက်သွားပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအိမ်မှာကလေးတယောက်သာရှိနေခဲ့ပြီးသူကအထီးကျန်လို့ဒီလိုကွန်မန့်မျိုးမှန်ပြီးအတန်းရှင်းချနေတာလို့ပြောတော့ဂျွန်ကလည်းမိဘတွေအထီးပြောပြီးအတန်းရှင်းချတာကကောင်းတဲ့ညာမဟုတ်ဘူးလို့အေးအေးဆေးဆေးဆုံးမလို့အဲ့ဒီညာကပြန်လာခဲ့ပါတယ်။ ဒါပေမဲ့လည်းတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီညမှာပဲသူ့ကာတွန်းထဲမှာဆွဲထားတဲ့အတိုင်းအစာအုပ်တစ်ခုတည်းကိုမီးခိုးပုံးတစ်ခုဝင်လာပြီးလူတွေမီးလောင်မီအထင်နဲ့ထွက်ပြေးနေတော့မှာပဲမိသက်သမားဟန်ဆောင်တဲ့လူမိုက်တွေကဝင်လာပြီးဆာဗာကနေတစင်နောက်ဆုံးမှ AI နီးပညာကိုခိုးယူသွားခဲ့ပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာတော့ဂျွန်ရဲ့ကာတွန်းထဲကအတိုင်းဖောက်ထွင်းမှုဖြစ်သွားတဲ့ဆိုပြီး YouTuber တယောက်ရဲ့စကားကဘလူပြန့်နေခဲ့ပြီးပြည်တွင်းစုံစမ်းရေးကလည်းဂျွန်ကိုတရားခံအထင်နဲ့ဂျွန်ရဲ့အိမ်ထိသွားဖမ်းခဲ့ပါတယ်။ မီနာကတော့သူ့ယောက်ျားကောင်းကောင်းနေတာကိုဘာလို့အခုလို့ line နှောက်ရှက်နေရတာလဲမေးတော့ညွန့်ညုတ်ကလည်း coin web store share ရှုံထားတဲ့သူကကောင်းကောင်းနေနေတာလားလို့မေးတော့မီနာလည်းစိတ်တူပြီးသူ့ယောက်ျားကိုထူထောင်းပါတော့တယ်။အဲ့ဒီချိန်မှာပဲညွန့်ညုတ်ကမီနာရဲ့နောက်ချောင်းဖြစ်တဲ့ second 60အတွင်းမှာယောက်ျားတူကြီးကိုရေးပြောင်းလုံးလုံးနိုင်ခဲ့တဲ့နောက်ချောင်းတွေကိုပါစုံစမ်းလာခဲ့တော့မီနာလည်းတင်းပြီးညွန့်ညုတ်ကိုပါဆဲဆုံနေတာနဲ့အိမ်ပြန်ခိုင်းလိုက်ရပါတယ်။ ဂျွန်ကတော့ तू မလုပ်ဘူးကြည်ညင်းနေတာမို့တက်တဲ့တွေရှိလားဆိုတာနဲ့ဂျွန်လည်းအဲ့ဒီညက तू နဲ့တူရှိနေခဲ့တဲ့ကလေးကိုစုံတိုင်းကန်းတဲ့ကိုခေါ်ပြီးမေးတော့မှအားလုံးလည်းယုံကြည်သွားကြတော့တယ်။ဂျွန်ကတော့တရားခံကိုခံမှန်းမိတဲ့သူမရှိဘူးလားလို့မေးတော့ခေါင်းဆောင်ကဂျွန်ကိုတတ်ဖို့ရောက်လာတဲ့နိုင်ငံသုံးနိုင်ငံကကြီးစားတွေကိုဖမ်းထားတဲ့နေရာခေါ်သွားခဲ့ပြီးဘဝကိုကောင်းကောင်းဖြတ်တန်းနိုင်အောင်မပြောပြခဲ့တာလို့ပြောလိုက်ပါတယ်။ အဲ့နောက်တော့သူတို့တရားခံကိုဆက်ဆက်လို့ရတာကကာတွန်းတွေကအတိုင်းလိုက်လို့တာတစ်ခုပဲရှိတယ်ဆိုပြီးဂျွန်းလန်နောက်ထပ်ကာတွန်းအပိုင်းဆက်ကိုထပ်တင်ဖို့ဆွဲလိုက်ပါတယ်။ကာတွန်းထဲမှာတော့ဘန်ကိုဝင်စည်းမှမို့ရဲတွေမရောက်မလာနိုင်အောင်နေရာတစ်ခုကိုဟန်ပြပုံဖောက်ခွဲပြီးရဲတွေပုံပေါက်တဲ့နေရာကိုသွားတဲ့အချိန်ငွေတွေကိုခိုးယူမယ်ဆိုတဲ့ပုံစံကိုဆွဲထားတာပါ။ဒါကြောင့်ဒီကာတွန်းထဲကအတိုင်းသာလူမိုက်တွေကလိုက်လုံမယ်ဆိုရင်အေဂျင့်တွေကခြေတလန်းဆော်ပြီးဘန်မှာသွားဆောင်နေရုံပဲမလို့ညွှန်ချုပ်ကလည်းဒီကိစ္စကနေသူရာထူးတက်ဖို့တွေးထားတာနဲ့ အလောက်လောက်တဲ့နေရာမှာတော်တဲ့ခေါင်းဆောင်ချောလေးနဲ့ဂျွန်တို့သုံးယောက်ကိုဝင်းမပါဖို့ပြောပြီးဂျွန်ကိုတော့နေအိမ်တစ်ခုထဲမှာပိတ်ထားခဲ့ပါတယ်။အဲဒီနောက်တော့ညွန်ညုတ်ကသူ့ရဲ့အစီအစဉ်အတိုင်းမြေပြင်မှာရှိတဲ့အေဂျင့်အကုန်လုံးကိုဌာနချုပ်ကနေဘန်စီကိုခွဲထွက်ခိုင်းပါတော့တယ်။အဲဒီချိန်မှာပဲခေါင်းဆောင်နဲ့ချောလေးတို့နှစ်ယောက်ကိုလည်းဂျွန်ဟဲအင်းကပြပွဲမတိုင်ခင်ဗကြီးပြချင်တယ်ဆိုပြီးပြကန်းတဲ့ကိုခေါ်လိုက်တာမို့နှစ်ယောက်သားဘန်စီကိုစီခိုင်းပြီးရောက်လာကြပါတယ်။ ဒါပေမဲ့လည်းဂျွန်ဟန်အင်းက AI နည်းပညာကိုကာတွန်းတွေကအတိုင်းခိုးသွားတဲ့ဂျန်ချောယုံရဲ့လူဖြစ်နေပြီးသူတို့နှစ်ယောက်ရဲ့နောက်ကျော်ကိုဓာတ်နဲ့ထိုးသွားခဲ့တာပါအဲ့ဒီအချိန်မှာပဲဌာနချုပ်ကလူတွေကလည်းဗန်ထဲမှာအကုန်နေရာယူထားကြပြီး လူမိုက်တွေဝင်လာတာနဲ့တန်ဖတ်မှုအဆင်သင့်ဖြစ်နေကြပါပြီတစ်ဖက်မှာလည်းခေါင်းဆောင်နဲ့ချောလေးတို့နှစ်ယောက်ကိုဂျန်ချောယုံတို့ကဖမ်းသွားခဲ့ပြီးငရဲဘုံပမာလဲလို့အတင်းကျပ်ထိုးချိတ်ပြီးမေးနေခဲ့ပေမဲ့လည်းခေါင်းဆောင်ကတော့သူမသိဘူးကြည့်ပဲပြောနေခဲ့ပါတယ် အဲ့ဒီအချိန်မှာတစ်ဖက်မှာလည်းကာတွန်းအယ်ဒီတာရဲ့အလုပ်ခန်းထဲကိုဂျန်ချောင်းယုံရဲ့လူတွေရောက်လာကြပြီးအယ်ဒီတာကိုဖမ်းချုပ်လို့နောက်ထပ်ကာတွန်းတစ်ပိုင်းကိုတင်ဖို့အတွက်ပုံကျန်းဆွဲနေခဲ့ကြပါတယ်။ခေါင်းဆောင်ရဲ့မျက်နှာမှာလည်းသွေးတွေထွက်ပြီးအာလူသီးတွေထားနေတဲ့အချိန်ဂျွန်ဟန်အင်းဆိုတဲ့မိန်းမကငရေဘုံထားခဲ့တဲ့နေရာကိုတည်သွားပြီးမှဌာနချုပ်ရဲ့အောက်ဆုံးမြင်ကြီးတက်ကအထူးသိမ့်သိမ့်ရေကန်းထဲမှာရှိတယ်လို့လာပြောပါတယ်။ ဂျန်ချောယုံကငရဲဘုံကိုသွားယူကြမယ်လို့ပြောတော့ကောင်းဆောင်ကလည်းသူတို့ဌာနကအေဂျင့်တွေကိုဘာမှတ်လို့သွားယူရတာလဲလို့မေးတော့ဂျန်ချောယုံကလည်းမင်းတို့အေဂျင့်တွေအကုန်လုံးငါ့ကိုကာတွန်းနဲ့မျှပြီးဘန်မာဖမ်းမှုစောင့်နေကြလို့ဌာနချုပ်ကအခွင့်ကြီးဖြစ်နေတာကိုမသိဘူးမြန်ထင်နေလားလို့ပြောပြီးထွက်သွားပါတယ်။အဲ့တော့မှချောလီကငရဲဘုံဆိုတာဘာကြီးလဲလို့မေးတော့ကောင်းဆောင်ကလည်းငရဲဘုံဆိုတာမြောက်ကိုရီးယားတွေတည်ထင်ထားတဲ့နျူကလ িয়ার လိုမျိုးအရာဖြစ်ပြီးတနေရာနဲ့တနေရာကိုတည်ယူသွားလို့ရတယ်လို့ကြိုက်တဲ့နေရာမှာလည်းဖောက်ခွဲပစ်လို့ရတဲ့ဖြစ်စီလို့ပြောပါတယ်။ ဒါနဲ့ချောလီကသူတို့နိုင်ငံမှာအဲ့ဒီပစ္စည်းကဘယ်လိုရောက်နေတာလဲမေးပြီးဂျုံခိုးလာတာလားလို့မေးပါတယ်။ဒါနဲ့ခေါင်းဆောင်လည်းငရေဘုံရာဇဝင်ကိုစပြီးပြောပြပါတော့တယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကမြောက်ကိုရီးယားကငရေဘုံကိုတုံးပြီးတောင်ပိုင်းကိုတိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့်အစိုးရကဂျုံကိုမြောက်ကိုရီးယားထိသွားပြီးငရေဘုံကိုသွားခိုးခိုင်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာပဲရုတ်တရက်တောင်နှက်မြောက်ကငញ្ញမ်းရေးအခြေအနေဘက်ကိုပြောင်းသွားခဲ့တာကြောင့် အစိုးရဘက်ကလည်းဒီစစ်စစ်ရေးကိုဆက်မလုပ်ဖို့တားမြစ်ခဲ့ပေမဲ့လည်းဂျွန်ကတော့အဲ့ဒီအချိန်မှာငရဲဘုံကိုခိုးပြီးသားဖြစ်နေခဲ့တာပါဒါကိုတည်သွားတော့မြောက်ကိုရီးယားအစိုးရကလည်းသူတို့ငရဲဘုံကိစ္စကဘာကြီးကတည်သွားမှာဆိုပြီးငရဲဘုံမှာပါဝင်ခဲ့တဲ့သူတို့နိုင်ငံတွေကလူတိုင်းကိုတပ်ဖြတ်ခိုင်းခဲ့ပြီးအဲ့ဒီထဲမှာဂျန်ချောယုံလည်းပါနေခဲ့တာပါအဲ့ဒီကနေစပြီးဂျွန်ကလည်းသူ့ကြောင့်လူတွေအကြောင်းမဲ့တတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆက်ပြောပါတယ် အဲ့ဒါတွေအပြင်ကမှအခုဂျန်ချောယုံကငရဲဘုံကိုတွားယူပြီးဖောက်ခွဲလိုက်မယ်ဆိုရင်တောင်ကိုရီးယားတနိုင်ငံလုံးပြားကျသွားနိုင်တာမို့အ мян ဆုံးတားရမယ်လို့ပြောပါတယ်။ဒါနဲ့ချောလီကလည်းသူတို့မှမလုံနိုင်တာလို့ပြောတော့ခေါင်းဆောင်ကသူ့ရဲ့အောက်ခံဘောင်းမီထဲမှာထည့်ထားတဲ့ဖုန်းကနေစီဗီကိုခေါ်ပြီးဂျွန်စီကိုဖုန်းဆက်ခိုင်းလိုက်ပါတယ်။အဲ့ကနေတဆင့်ဂျွန်ကိုတရက်ခန်းကဂျန်ချောယုံဆိုတဲ့အကြောင်းနဲ့အခုဌာနချုပ်မှာငရဲဘုံကိုတွားခိုးနေပြီမို့တားပေးဖို့ပြောပြီးသူတို့ကတော့မီနာရဲ့ဗကြီးပြကန်းအောက်ဆုံးထပ်မှာရောက်နေတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲကာနိုဝက်ဆိုက်ကနေစိုးမျိုးတစ်ခုလုံးကိုဘုံကျဲတဲ့အပိုင်းတက်လာခဲ့ပြီးအဲ့ဘုံကျဲတဲ့သူကလည်းနိုင်ငံအတွက်နဲ့သူ့ရဲ့အိမ်မက်တွေအနာဂတ်တွေကိုစွန့်လွတ်ခဲ့ရလို့နိုင်ငံပေါ်နာကြီးနေခဲ့တဲ့ကာတွန်းရဲ့ဇက်ကောင်ဂျွန်ဆိုပြီးတော့ပါပဲ။ဒါကြောင့်ပထမတစ်ပိုင်းတင်ကလေးက AI ကိုခွဲဥသွားရတဲ့ပတ်သက်ပြီးဂျွန်ကတရားခံမယ်လို့ထင်ကြီးပေးခဲ့တဲ့ YouTuber ကအခုဆိုရင်အဖြေကရှင်းနေပြီပဲမို့ဂျွန်ကကာတွန်းတွေကနေတဆင့်သူကလောက်ကျန်သူဆိုတာကိုဖော်ပြနေပြီပဲလို့ပြောပါတယ်။ အဲ့ဒီအချိန်မှာပဲဂျွန်းကသူ့မိမစီကိုဖုံးဆက်ပြီးပြာခန်းထဲမှာရှိနေတဲ့ခေါင်းဆောင်နဲ့ချောလေးကိုတွားခဲ့ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းဂျန်ချောယုံတို့ကလည်းကာတွန်းထဲကလိုအယောင်ပြဘုံပေါက်ခွဲမှုလေးလုပ်လိုက်ပြီးဌာနချုပ်ထဲကငရဲဘုံရှိတဲ့နေရာစီကိုခိုးဝင်လာခဲ့ကြပါတယ်။ဂျွန်းရဲ့မိမကလည်းဂျွန်းခိုင်းထားတဲ့ကိစ္စကိုလုပ်ဖို့ဆိုရင်ယူနေမှာပဲဖြစ်မှာမို့အရက်တွေမူးအောင်တောက်ပြီးတကားမှစောင့်နေတဲ့အဆောင်တွေနဲ့နှစ်ယောက်တစ်ယောက်ဖိုက်ရာကနေအဆောင်တွေကလည်းမီနာရဲ့လက်ချက်နဲ့ကျမ်းပြင်ပေါ်မှာမှောက်ကုန်ကြတော့တယ်။ အဲ့တော့မှမီနာကအခန်းထဲကိုဝင်သွားပြီးခေါင်းဆောင်နဲ့ချော်လီကိုကဲထုတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဂျန်ချောယုံတို့ကမြေအောက်ကနေအထူးသိမ့်သိမ့်ခန်းသားကိုရောက်နေခဲ့ပြီးဌာနချုပ်တဲကစာပါတွေကိုဖျက်တောက်လိုက်တာမို့စာပါတွေအလုံးမလုံးတော့ပဲရက်သွားခဲ့ပါတယ်။အဲ့တော့မှသူတို့လည်း CCTV ရှိတဲ့အခန်းကိုထွက်လာကြပြီးလမ်းမှာတွေ့ရတဲ့အဆောင်တွေကိုပစ်တက်လို့အခန်းထဲကိုကျူးကျော်ဝင်ရောက်လာပြီးအခန်းထဲကလူတွေကိုလည်းတပ်ပစ်ခဲ့ပါတယ်။ နောက်ဆုံးကြံခဲ့တဲ့နှစ်ယောက်ကိုတော့အပြင်ကိုစောင့်ကြည့်နေရကနေဌာနအတွင်း CCTV ကိုပြောင်းပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျန်ချောယုံရဲ့ဂျန်နဲ့တဖွဲ့ကလည်းငရဲဘုံထားတဲ့နေရာကိုရောက်လာကြပြီးမိဂိုးဘုံကိုပြစ်လို့အဆောင်တွေကိုတနက်နဲ့ပြစ်တက်ခဲ့ပြီးငရဲဘုံရှိတဲ့တကားကိုဖွင့်လို့ရအောင်အုံနိုင်ရန်ကကျိုးတွေနဲ့ချိန်ဆက်ရမှာမို့အုံနိုင်ရန်ကိုတနက်နဲ့ပြစ်ပြီးအထဲကချိန်ဆက်ရည်ကျိုးတွေကိုတုံးလိုက်တော့မှတကားကလည်းပွင့်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်းဂျွန်ကဌာနချုပ်ကိုရောက်နေပြီးသူနဲ့တူပါလာတဲ့အဆောင်ကိုဘန်ကညွှန်ကြုံးစီကိုလွှတ်လိုက်ပါတယ်။ဂျန်ချောယုံကလည်း CCTV ကနေတဆင့်ဂျွန်အထဲကိုဝင်လာတာမြင်တော့ဂျွန်ကိုတပ်ဖို့ရောက်လာတဲ့နိုင်ငံသုံးနိုင်ငံကအကြီးစား၃ယောက်ကိုဖမ်းထားတာကနေလွှတ်ပေးလိုက်ပြီးဂျွန်ရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။ငရဲဘုံထားတဲ့နေရာကိုဂျွန်ရောက်လာချိန်မှာတော့ငရဲဘုံကိုမတွေ့ရဘဲသူ့ကိုတပ်ဖို့ရောက်လာတဲ့ကြီးစား၃ယောက်ကိုဒါတွေ့ရပြီး၃ယောက်တယောက်ဖိုက်ကြရပြန်တယ်။ ဂျွန်ကလည်းဂျွန်ဆိုတဲ့နာမည်တစ်လုံးနဲ့လူတိုင်းကြောက်ရအောင်ရှင်းတန်ခဲ့တာမို့လူမိုက်တွေကိုရှင်းပြနိုင်ခဲ့ပြီးအဲ့ညာကထွက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဘန်မာရောက်နေတဲ့ညွန်ကျုပ်စီကိုဂျွန်လွှတ်လိုက်တဲ့သူကရောက်သွားပြီးဌာနချုပ်ဝင်စည်းခံနေရပြီလို့ပြောတော့ညွန်ကျုပ်လည်းသူတို့စစ်စင်ရေးနေရာမှာသွားတာကိုသိလိုက်ပါတယ်။ဂျွန်ကလည်းငရဲဘုံကပြည်သူတွေကိုထိခိုက်စေနိုင်တာမို့အနောက်ကနေတောက်လျှောက်လိုက်လာခဲ့ပြီးဂျန်ချောင်းရုံးတဲ့လူတွေကလည်းတနတ်တွေနဲ့ဂျွန်ကိုပြန်ပစ်ပါတော့တယ်။ ဂျန်ချောယုံကတော့သူ့ရဲ့လူနှစ်ယောက်နဲ့ရဟန်းရင်ထားတဲ့နေရာကိုထွက်သွားခဲ့ပြီးဂျွန်ကတော့ကြံနေတဲ့လူတွေနဲ့တနက်ပြစ်တိုင်းကစားနေရပါတော့တယ်။အဲဒီချိန်မှာပဲအပေါ်ကိုရောက်သွားတဲ့ဂျန်ချောယုံကငရဲဘုံကိုပောက်ကွဲအောင်အချိန်မှတ်ပြီးဖွင့်ပေးလိုက်ပါတယ်။ဂျွန်လည်းအားလုံးကိုတနက်တလတ်တည်းနဲ့ခက်မြန်မြန်ဖြည့်ရှင်းပြီးသွားချိန်မှာတော့ဂျန်ချောယုံရှိတဲ့အပေါ်ဆုံးတပ်ကိုတက်လာခဲ့ပြီးရဟန်းရင်မောင်းသူကိုတနက်နဲ့ပြစ်လိုက်တာမို့သူတို့လည်းရွေးချယ်စရာမရှိပဲတိုက်ခိုက်ရပါတော့တယ်။ ဒါပေမဲ့လည်းတနတ်တွေနဲ့ဝိုင်းပြကြတာမို့ဂျွန်လည်းဆလောင်းဘုံနောက်ကိုပြေးဝင်လိုက်ရပြီးဆလောင်းဘုံကလည်းကြည်ရီမှန်ပြီးပဲ့ကုန်ပါတယ်။အဲဒီချိန်နှစ်ဖက်လုံးကလည်းကြည်ကုန်သွားပြီးကောင်းဆောင်နဲ့ချောလေးတို့နှစ်ယောက်လည်းရောက်လာတာမို့၃ယောက်၃ယောက်ဖြစ်သွားပြီးဂျွန်နဲ့ဂျန်ချောယုံကရှင်တိုက်ကြပါတယ်။ဓာတ်ကင်ထားတဲ့ဂျန်ချောယုံကိုဂျွန်တယောက်လက်ပလာနဲ့တိုက်ခိုက်နေတဲ့ချိန်မှာပဲကောင်းဆောင်နဲ့ဂျွန်ဟဲအင်းတို့ကလည်းတစ်ဖက်မှာတိုက်ခိုက်နေကြပြီးချောလေးနဲ့လူဝကြီးတို့ကလည်းတိုက်ခိုက်နေကြပါတယ်။ဂျွန်နဲ့ဂျန်ချောယုံဖိုက်ကြရမှာ ျန်ချောယုံရဲ့လက်ကဓာတ်ကိုဂျွန်းကအောက်ကိုကြောက်အောင်လုံနိုင်ခဲ့ပေမဲ့ဂျန်ချောယုံကသူ့ရဲ့အင်ဂျီတွေကနောက်ဓာတ်တစ်လက်ကိုထုတ်လိုက်တာမို့ဂျွန်းလည်းသူ့ရဲ့အင်ဂျီတွေကခဲတံချောင်းကိုထုတ်လိုက်ပြီးတိုက်ခိုက်ပါတယ်။ဓာတ်နဲ့ခဲတံဖြစ်နေတာမို့ဂျွန်းရဲ့မျက်နှာကိုဓာတ်ကချစ်မိသွားခဲ့တယ်လို့ချောလေးကလည်းလူဝါကြီးရဲ့ငယ်ပါကိုအဓိကထားတိုက်ခိုက်နေခဲ့ပြီးခေါင်းဆောင်နဲ့ဂျွန်းဟင်းတိုက်ခိုက်ရမှာလဲဂျွန်းဟင်းကအောက်ကိုပြုတ်ကျသွားမလို့ဖြစ်တော့ခေါင်းဆောင်ကလည်းသူချစ်ခဲ့ဘူးတဲ့မင်းကလေးပဲဆိုပြီးကယ်လိုက်ပေမဲ့လည်း ဂျိုဟင်းကတော့အပေါ်ကိုရောက်ရောက်ချင်းခေါင်းဆောင်ရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲချောလီကလည်းလူဝါကြီးရဲ့ငယ်ပါကိုစတိုက်လက်သီးနဲ့ထိုးလို့နေခဲ့တာမို့လူဝါကြီးလည်းပြန်ထောင်မလာနိုင်တော့ပဲလဲကျသွားခဲ့တယ်။ဂျိုဟင်းကခေါင်းဆောင်ကိုတတ်ဖို့လုပ်နေတာကိုမြင်လိုက်ရတော့ချောလီလည်းအမြန်ပြေးသွားပြီးကန်လိုက်တော့ဂျိုဟင်းလည်းတစ်ချက်တည်းနဲ့မေ့လဲသွားပါတယ်။တဖက်မှာလဲဂျွန်နဲ့ဂျန်ချောယောတို့ခဲတံနဲ့ဒါတိုက်ပွဲဖြစ်နေပြီနောက်ဆုံးမှာတော့ဂျွန်ကဂျန်ချောယောရဲ့ပခုံးကိုခဲတံနဲ့ထိုးပြီ ငရဲဘုံကိုရက်ဖို့ပြောပေမဲ့ကြံချောင်းယုံကမရက်ဘူးဆိုတာနဲ့လယ်ဘေးကိုဓာတ်နဲ့ထိုးပြီးကိစ္စတုံးလိုက်ပါတယ်။အားလုံးပြီးသွားချိန်မှာတော့ဘုံကပောက်ကွဲတော့မှနဲ့ခေါင်းဆောင်ကဘုံကိုရဟန်းရင်ပေါ်တင်ပြီးပင်လယ်ထဲကိုပြစ်ချမယ်လို့ပြောတော့အားလုံးကလည်းရဟန်းရင်ကိုဘယ်သူမှမလဲဆိုတာနဲ့စုံစမ်းစီလောက်ကြရာကဂျွန်တယောက်ကန်ဆိုးစွာနဲ့မောင်းရပါတယ်။ ရဟန်းရင်မောင်းနေလုံးမှာပဲဂျုံကသူ့မိမစီကိုဖုံးဆက်လိုက်ပြီးသူအခုဘုံကိုသွားပြေးရမှာမို့ရဟန်းရင်ထဲမှာရှိနေတဲ့အကြောင်းနဲ့နောက်ဆုံးအနေနဲ့သူယောက်ျားတယောက်အနေနဲ့ရောဖခင်တယောက်အနေနဲ့ပါတာဝန်မကျင်မှုခဲ့တာတွေကိုတောင်းပန်ပြီးနှုတ်ဆက်စကားပြောနေခဲ့ပါတယ်။အဲနောက်ဖုံးချလိုက်ပြီးခဏကြာမှာပဲကောင်းခင်ကနေဘုံပေါက်ကွဲသွားတာကိုမြင်လိုက်ရတော့အားလုံးကဂျုံသေးပြီလို့ထင်နေကြချိန်မှာပဲခေါင်းဆောင်စီကိုဂျုံစီကနေသူပင်လယ်ထဲမှာမို့တင်မောတစည်းလွတ်ပေးဖို့ဖုံးဆက်ပြောလာပါတယ်။ ဂျုံကတော့ဂျုံဆိုးတဲ့အတိုင်းယဟန်ရင်ကိုအလိုလျောက်မောင်းလို့ရအောင်သူနီးသူဟန်နဲ့ပြုလုပ်ခဲ့ပြီးသူကတော့အရင်တစ်ခေါက်ကလိုပဲလေဒီမပါပဲအမြင့်ကနေဒုတိယတစ်ချိန်ခုံစင်းလာလို့ရေထဲမှာစနက်ကမင်းသားလိုရေကူးပြီးကမ်းပေါ်ကိုပြန်ရောက်လာခဲ့ပါတယ်။အဲဒီနောက်တော့ဂျုံကိုတင်းမောနဲ့ခေါ်တင်လာခဲ့တာကိုမြင်တော့သူ့မိန်းမနဲ့သူ့သမီးလေးကလည်းဝမ်းသာသွားပြီးပြေးဖက်ရင်ဇလန်းလေးကိုအဆုံးသတ်လိုက်ပါတယ်။အဆုံးထိကြီးစုနားထောင်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။